ဒီရုပ်ရှင်က1986ခုနှစ်စပိန်နိုင်ငံမှာဖြစ်ခဲ့တာပါအဲ့ဒီတုန်းကထောင်အသိရောက်လာတဲ့ရာစုတော်ဝေနမဲကြီးတခိုးဝေဓမြဝေအန်ဒီရဲ့များတဲ့လူသက်သမားဝေကိုအထူးလုံခြုံတဲ့ထောင်တစ်ခုစီခေါ်လာကြပါလိထောင်သားဝေအများကြီးအထဲကမှကျွန်တော်တို့ရဲ့ဆက်လိုက်မန်နျူရယ်ကိုတွေ့နေရပါလိမန်နျူရယ်ကတသက်ရက်နဲ့ပညာတတ်ပုံပေါ်တော့ပါဒါဆိုရင်သူဘာကြောင့်ထောင်ကျနေတာလဲအဲ့ဒါကိုနောက်မှသိရမှာဖြစ်ပါလိနောက်တစ်ခါမှဆိုရင်တော့မန်နျူရယ်ကသူ့ရဲ့အခန်းထဲမှာထိုင်နေပါလိသူ့ရဲ့နဘေးမှာဆိုရင်တော့ 16ဒါမှမဟုတ်18နှစ်အရွယ်ကလေးတယောက်ငိုနေတာကိုတွေ့တော့မန်နူရယ်ကသွားပြီး secret တလေးကမ်းပေးကနမည်မေးလိုက်ပါရင်အဲ့ဒီအခါမှာပဲထောင်မှုကရုတ်တရက်ရောက်လာပြီးအဲ့ဒီကောင်လေးကိုစားရိုက်တော့ပါရင်မန်နူရယ်ကမခံမရနိုင်ဖြစ်ပြီးတော့ဆန့်ကျင်လိုက်တဲ့အတွက်ထောင်မှုဟာသူ့ကိုပားရိုက်ပြီးကလေးကိုဆွဲခေါ်တွားခဲ့ပါရင်အဲ့ဒီနောက်ထောင်တာအလုံးမန်နူရယ်အပါအဝင်ကိုတုံလုံးစစ်စည်းခံရပါရင်90ယောဂါရှိမှရှိစစ်စည်းတာပါ နောက်ပြီးစပိန်ထောင်တွေမှာအကျဉ်းသားအစ်တတွေကို14ရက်တီးတန့်ခွဲထားပြီးတော့တခြားယောဂဝေရှိမရှိစစ်ဆေးလေးရှိပါရင်စစ်ဆေးနေတော့မှာပဲအကြီးတန်းအရာရှိဒိုမန်ကိုကမန်နူဝယ်ရဲ့ဝတ်စုံကိုတဘောကြသွားခဲ့ပါရင်ယူရို950ပေးမယ်လို့ကန်လန်ခဲ့ပေမဲ့မန်နူဝယ်ကမယောင်ဘူးလို့ငင်းပါရင်မန်နူဝယ်ငင်းလိုက်တော့ဒိုမန်ကိုတို့ရထွက်သွားခဲ့ပေမဲ့တိတ်တိတ်ဆိတ်ဆိတ်ပဲထွက်သွားခဲ့ပါရင်အဆောင်တယောက်ကမန်နူဝယ်ကို မင်းတော်မာဘီဒိုမင်ကိုကအဲ့ဒီဝတ်စုံကိုအတင်းရမယူသွားလိမ့်မယ်လို့ပြောပါရင်းရောင်းလိုက်မယ်ဆိုရင်တော့ထောင်ထဲမှာလိုအပ်တာဝေဝဲလို့ရမယ်လို့လည်းပြောပြပါရင်းစစ်စေးပြီးတော့မန်နျူအယ်ကိုပုံမှန်မဟုတ်တဲ့အခန်းတစ်ခုပေးပါရင်း၁၄ရက်တာအတွက်တင်းငယ်ပြီးညစ်ပတ်မောင်မိုက်တဲ့အခန်းတွေမှာအနှံ့ဆိုးထွက်နေခဲ့တဲ့စောင်းတဲ့တောက်ဖို့နဲ့ရေချိုးဖို့ညစ်ပတ်နေတဲ့ရေတဝက်ပါတဲ့ဘုံတဘုံပဲပေးပါရင်းမန်နျူအယ်ကအဲ့ဒီရေကိုတောက်ရမလားရေချိုးရမလားဒါမှမဟုတ်အင်တာအဖြစ်တောက်ရမလားမတိဖြစ်နေခဲ့ပါရင်း ီလိုနဲ့ညဖက်ရောက်တော့မနျူရယ်ကဆောင်းအောက်မှာအိတ်လဲပါရီဒါပေမဲ့ရုတ်တရက်အကိုက်ခံရလို့နိုးလာခဲ့ပါပြီသူ့ရဲ့ကိုပေါ်မှာသွေးဆုပ်နေကြတဲ့ဂျပိုးဝေသူရွတ်နဲ့တက်နေတာကိုတွေ့ရပါရီနောက်တနေ့မနေ့ဒိုမင်ကိုကအကျဉ်းသားဝေကိုလာရောက်စစ်ဆေးပါရီမနျူရယ်စီရောက်လာတော့မနျူရယ်ကညစ်ပတ်နေတဲ့ဆောင်းနဲ့ဂျပိုးတွေကြောင့်သူ့ရဲ့ကိုကအနံ့ဆိုးရထွက်နေလို့ရေရှိုးဖို့အရန်လိုအပ်နေပြီလို့ပြောပါရီဒီစကားကိုကြားတော့ဒိုမင်ကိုကမနျူရယ်ကိုဆဲတော့ပါရီ အဲ့ဒီနောက်ဘလက်ကီဆိုတဲ့လူတစ်ယောက်ကအစားအစာလာပို့ပါရီဘလက်ကီဟာဖွဲ့ရပြီးတော့အလွဲတကူမိတ်ဆွေဖွဲ့တတ်တဲ့လူသူ့ရဲ့အလုပ်ကအကျဉ်းသားအလုပ်ကိုအစားအစာလိုက်ပို့ပေးရတာပါဘလက်ကီဟာအစားအစာနဲ့သူ secret တလိပ်ကို manual စီလိုအပ်ထည့်ပေးလိုက်ပါရီနောက်တနည်းမနဲ့မှာအစိုးရရှင်းနေတယောက်က manual ကိုလာတွေ့ပါရီ manual ရဲ့ company ဟာသူ့ကိုလိန်လယ်မှုနဲ့တရားစွဲထမ်းမှန်သိလိုက်ရပါပြီ manual ဟာ company ကြီးတစ်ခုရဲ့ manager ဟောင်းတယောက်ပါ သူက company ပိုင်ရှင်ရဲ့သားနဲ့ပေါင်းပြီးတော့ပိုက်ဆံအများအပြားခိုးခဲ့တာဒါပေမဲ့သူတို့မိသွားခဲ့ပါရင်ပိုင်ရှင်ရဲ့သားကသူ့ကိုယ်သူကယ်ပြီးတော့ manual စီကိုပဲအကုန်လုံးပုံချခဲ့ပါရင်ဒီလိမ့်လည်မှုအတွက်သူ၈နှစ်လောက်ထောင်ကျနေပါရင်ရှင်းနေရဲ့အကောင့်ဖက်ကတုံ့ပြန်မှုမရှိတာကြောင့်စိတ်ပက်သွားခဲ့တဲ့ manual ဟာသူ့ရဲ့အခန်းကိုပြန်သွားရပါလိမ့်ဒေါ်လာထွက်နေတဲ့စိတ်နဲ့ manual ကငစ်ပတ်နေတဲ့ရေပုံးကိုဆွဲယူကနေရန်ကိုစောင့်ရိုက်ပြီးဒေါ်လာဝင်နဲ့ထုတ်ပြလိုက်ပါလိမ့် အဲ့ဒီစုံရံတန်ကြောင့်အဆောင်တယောက်ကပြေးလာခဲ့ပါလိမန်နျူရယ်ဟာထောင်းအာနာပိုင်ကိုအစားအသောက်နဲ့အဝတ်အစားဝေးကြောင့်အကျဉ်းသားဝေးခံစားနေရတာဝေးကိုတိုင်ရှင်တယ်လို့ပြောပါရီအန်အောဆီယာကအဆောင်ဟာတဘောတူပြီးဘောပင်နဲ့ဆွဲပေးပါရီမန်နျူရယ်ကဘာဆက်ဖြစ်မှလဲဆိုကိုမတိသေးပါဘူးစာရေးဖို့ထိုင်လိုက်တာနဲ့အဆောင်ကသူ့ကိုစာရိုက်တော့ပါရီအဆောင်ရိုက်တာခံရပြီးနောက်မန်နျူရယ်ကဒီနေရာမှာတိုင်တာအသုံးဝင်မှုဒါကရက်ဆက်တဲ့အစိုးရစနစ်ပဲဆိုကိုတဘောပေါက်သွားခဲ့ပါရီရုတ်တရက်မန်နျူရယ်စီးကရက်တလိပ်ကိုတွေ့လိုက်ရပါပြီ ပြီးတော့နေရန်တောင်းတနီယာကနေစားဆောင် ထွက်လာခဲ့ပါရင်အဲ့ဒီစားမှာဆိုရင်တငယ်ချင်းမျောလင့်ချက်မကုံဆုံးစီနယ်လို့ရေးသားထားတာပါမင်းရဲ့အနောက်မှာငါတို့ရှိတယ်ဆိုရက်စာလီဟာမန်နျူအယ်ကိုအရင်တတ်သိရှိစေခဲ့ပါရင်14ရက်လောက်ကြာပြီးအောင်မန်နျူအယ်ကိုတီးတန့်အခန်းကနေတခြားအကျဉ်းသားဝင်တဲ့အတူရှိတဲ့တာမန်အခန်းစီပြောင်းရွှေ့လိုက်ပါရင်မန်နျူအယ်ကဘလက်ကီနဲ့ပီနိုဆိုရက်အကျဉ်းသားတယောက်နဲ့အတူနေရတာပါနောက်ထပ်အနေနဲ့လူစီဆွဲကောင်းမလေးတယောက်ကမန်နျူအယ်ကိုလာတွေ့ပါရင်လူစီဟာမန်နျူအယ်ရဲ့ရေးစားရဲ့ညီမပါ မန်နျူယယ်ခိုးမှုနဲ့မတရားဆွဆွဲခံရပြီးတော့လူစီအမကမန်နျူယယ်နဲ့လမ်းခွဲခဲ့တာကိုကျွန်တော်သိလိုက်ရပါပြီ။ဒါပေမဲ့လူစီကမန်နျူယယ်ကိုသူ့ grind တဘောကြနေတာကြောင့်လာတွေ့ခဲ့တာပါ။မန်နျူယယ်ကလူစီကိုထောင်ကိုမလာဖို့ပြောပြီးထွက်သွားခဲ့ပါပြီ။ဒါပေမဲ့သူကလူစီရဲ့ခံစားချက်တွေကိုနားမလည်ခဲ့ပါဘူး။နောက်တနေ့မနေ့မန်နျူယယ်ထိုင်နေတော့ရုတ်တရက်အကျဉ်းသားရှိုးကသူ့ကိုဝိုင်းပြီးတော့ထိုးကျိတ်အဝတ်တွေဆွဲချို့ပြီးထွက်သွားကြပါပြီ။အဆောက်နေရောက်ကအဝေးကနေကြည့်နေပေမဲ့မတားပါဘူး။မန်နျူယယ်ကဘာဖြစ်လို့ဒီလိုလုပ်ကြတာလဲ။ အဆောင်တွေဘာကြောင့်မတားတာလဲဆိုတော့ကိုနားမလဲပါဘူးအင်ဂျီမှာပါပဲတွားတိုင်တော့ကောင်တာကအဆောင်ဟာဒေါ်လာ300တောင်မှရင်းတိုင်ရှင်နေဆိုရင်ပိုက်ဆံပေးရမယ်ဒါကထောင်ရဲ့မူဝါဒပဲလို့ပြောပါရင်မန်နျူရယ်ကလည်းဒီထောင်ဟာအာနာရှင်စံတဲ့နေရာဖြစ်ပြီးတော့တိုင်ကြတာကအလကားပဲဆိုတာနောက်ဆုံးတော့နားလေတွားခဲ့ပါပြီအဲ့ဒီနောက်အချင်းသားတယောက်ရောက်လာပြီးမန်နျူရယ်ရဲ့အခြေအနေကိုနားလေတွားလို့ဆရာဝန်ခန်းကိုခေါ်တွားကအဝတ်အစားဝေးပေးပါရင်ဒီအချိန်မှာမန်နျူရယ်တိလိုက်ရတာက ဒီလူဟာတီတန်အခန်းထဲတုန်းက secret နဲ့စာပေးခဲ့တဲ့လူပဲဆိုပါပြီးတော့ထောင်ဆရာဝန်ဘိုနီကိုတွေ့ရပါပြီ manuel ကအထူးခံရလို့တွားဝေနာနေတော့ဘိုနီကအကိုက်ခဲပျောက်စီထိုးပေးပါရင်မကြခင်မှာပဲတခြားသောအကျဉ်းသားဝေ orchestra အပါဝင်သူ့ကိုလာတွေ့ကြပါရင် orchestra က manuel ရဲ့တတိကိုတတိထားမိလို့သူတို့ရဲ့လိုဝက်အဖွဲတဲဝင်ဖို့ကန့်လန့်ပါရင် orchestra ကသူတို့အပေါ်ပြုမှုနေခဲ့တဲ့အမတရားမှုတွေကိုစန့်ကျင်ဖို့ရဲရင်တဲ့အကျဉ်းသားဝင်တဲ့ comedy ဖွဲ့နေတယ်လို့ပြောပြပါရင် မန်နူရယ်ကထောင်းအကြောင်းသိပြီးမသိတာကြောင့်လောလောဆယ်ဒီကိစ္စမှာမပါရှင်တေးပေါင်းနောက်မှနဲ့ဘလက်ကီကမန်နူရယ်ကိုအလုံးရနိုင်မလားပိုက်ဆံရနိုင်မလားဆိုရဲမျောလင့်ချက်နဲ့အလုံးယုံစီခေါ်တော်ပါရင်အလုံးယုံတကားကိုအော်ကက်စတင်းကဖွင့်ပေးပြီးတော့အခုအချိန်မှာအလုံးမရှိဘူးလို့ပြောပါရင်စိတ်ပြအားငယ်စွာနဲ့သူတို့ကပြန်လာကြပါပြီဒီအချိန်ဘလက်ကီရဲ့ထောင်းတွင်သမိုင်းကြောင်းကိုကျွန်တော်သိလာရပါပြီဘလက်ကီကိုရိုင်းကခိုးမှုနဲ့အဖမ်းခံခဲ့ရလို့ဒီအထူးထောင်ကိုရောက်လာခဲ့တာပါ ဒီခိုးမှုအပြင်သူကလူတုံးယောက်ကိုတတ်ခဲ့တဲ့အတွက်လူတတ်မှုနဲ့လဲဆွဲချက်သင်ခံထားရပါရင်အဲ့ဒီအထဲကမှရဲတယောက်လဲပါပါရင်ဓမြတိုက်ပြီးထွက်ပြေးကနေတတ်မိသွားခဲ့တာပါဘလကီကသူ့ရဲ့ဂျာနာပွဲအပြီးမှာပြစ်မှုထင်ရှားမယ်ဆိုတော့တည်တန်ချမှတ်ခံရမှာဖြစ်ပါရင်တနေ့တော့မန်နူရယ်ဟာထောင်တားတွေအရင်စစိုးရွာဆက်ဆံခံရလို့ဆန္ဒပြနေတာကိုတွေ့ရပါရင် မန်နူအယ်ဒေါက်တာဘူနီကိုမြင်လိုက်တာနဲ့သူ့စီကိုအပြေးလွှားတွားခဲ့ပါရင်ဘူနီကရဲဝေအရှိမမန်နူအယ်ရဲ့တွားဝီကိုစစ်ဆေးဟန်ဆောင်ပြီးတော့ဆွေအပိုင်းစာလေးဝေလိုအပ်ထည့်ပြလိုက်ပါရင်ဒီဆွေကဘာလဲဆိုတာကိုနောက်ပိုင်းမှာသိလာရမှာပါနောက်တနေ့မနေ့မှဆိုတော့မနေ့ကစန္ဒပြမှုကြောင့်အကျဉ်းသားတဲ့ရှုလွတ်လာကြပါရင်ဒီအကျဉ်းသားဝေကနိုင်ငံရေးနဲ့ပတ်သက်နေတဲ့လူတွေပါမန်နူအယ်ထောင်ချတာတနေ့ပြေးသွားခဲ့ပါပြီရုတ်တရက်အဆောင်တချို့ကဘလကီကိုခေါ်တွားခဲ့ပါရင် ပီနိုဟာအဆောင်တွေကိုမေးကြည့်လိုက်တော့ဘလကီကအစားအစာလိုက်ပို့တဲ့အခွင့်အရေးကိုအသုံးချပြီးတော့မိဖို့ဆောင်ထဲမှာဥမင်လိုင်ခေါင်တူးနေခဲ့တာကြာပြီးဆိုတာသိရပါပြီ။နောက်တနေ့မနေ့မှာဆိုတော့အထောင်ထဲမှာတင်းမာနေခဲ့ပါပြီ။ပီနိုနဲ့မန်ဒူရယ်အခန်းကနေထွက်လာတော့အကြီးတန်းအဆောင်တယောက်ကဘလကီစုံစမ်းစစ်ဆေးနေတော့နှလုံးရောဂါနဲ့ဆုံးသွားပြီလို့ပြောလိုက်ပါပြီ။မန်ဒူရယ်တော်တော်လေးကိုလန့်သွားခဲ့ပါပြီ။သူ့အယံကိုမှစိတ်မကောင်းဖြစ်သွားခဲ့ပါပြီ။ပြီးတော့အခန်းကနေထွက်လာတော့ဒေါက်တာဘူနီနဲ့တခြားအကျဉ်းသားတွေရှိုးစန္ဒအပြနေတာကိုတွေ့ရပါပြီ ဘလကီဘာကြောင့်တရားတာလဲဆိုကိုသိရှင်တဲ့အတွက်တောင်းဆိုနေကြတာပါယုတ်တရရဲဝေဟာဆန္ဒပြတဲ့လူတွေကိုရန်နေတော့ပါရင် ဒီမြင်ကွင်းကြောင့်မန်ဒူရယ်ခေါင်းထဲမှာအတွေးတစ်ခုဝင်လာခဲ့ပါပြီသူကအခန်းထဲကိုအပြေးလောပြန်သွားဒေါက်တာဘူနီလိုဝက်ပြထားတဲ့ဇွဲတွေကိုထုတ်ပါရီးဒုတိယထပ်ကနေဆန္ဒပြနေတဲ့အကျဉ်းသားဝီကိုဇွဲတချို့ပြစ်ပေးလိုက်ပါရီးဂျန်တဲ့ဇွဲတွေကတော့သူ့အခန်းရဲ့ပတင်းပေါင်ငယ်လေးကနေအပြင်ဖက်ကိုပြစ်ချလိုက်ပါရီးဒီလိုလှုပ်လိုက်တဲ့အတွက်မြို့ခံလူထုကထောင်ရဲ့အခြေအနေကိုတစုံတစသတိလာပြီးအပြင်ကနေအကျဉ်းသားဝီကိုထောက်ခံတဲ့ကြွေးကြော်တန်တွေဟစ်ကြွေးလာကြပါရီး ထောင်မူကမန်နူရယ်ရဲ့လုံရက်တွေကိုတိသွားခဲ့ပြီးတော့အဆောက်တွေကိုလွတ်ကသူ့ကိုဖမ်းခေါ်တော့ပါရီအကျဉ်းသားဝေကိုစနပြဖို့မလုံဆုံနိုင်အောင်တီးတန့်ခွဲထားတဲ့အခန်းတွေကိုပြန်ထည့်လိုက်ပါရီတနေ့မနေ့ခင်းမှဆိုတော့ဟာရဲဆွဲပုတ်ကလီကရှိနေတယောက်ဟာမန်နူရယ်ကိုလာတွေ့ပါရီမန်နူရယ်ကအမှုရင်ဆိုင်ဖို့ပိုက်ဆံမရှိဘူးလို့ပြောတော့ဟာဝေကအကျဉ်းသားဝေရဲ့ဒီမိုကရေစီအခွင့်အရေးအတွက် လုံဆောင်နေတာဖြစ်လို့အခမဲ့နဲ့ကူညီပေးမယ်လို့ပြောပါရီး ဟာဝေကအမန်နျူရယ်ကိုတီးတန့်ခွဲထားတဲ့အခန်းကနေပြန်ထုတ်ပေးဖို့အတွက်စီစဉ်ပြီးတော့ပိုက်ဆံရှုပ်ပေးပါရီး လက်ရှိထောင်အခြေအနေနဲ့ပတ်သက်ပြီးတော့အာဏာပိုင်တွေကိုတိုင်ကြားစာရေးနိုင်စေဖို့ပါညဖက်ပါဆိုရင်မန်နျူရယ်စာရေးနေတော့ရုတ်တရက်အတန်တစ်ခုကြားလို့အခန်းကနေထွက်ကြည့်ပါရီအဆောင်တွေကတေးရောက်ကိုကျိုးတုပ်ပြီးခေါ်တော်နေတာတွေ့ရပါရီမန်နျူရယ်ကလည်းအော်ဟစ်ခဲ့ပါရီဒါပေမဲ့ပီနိုဟာအနောက်ကနေသူ့ရဲ့ပါဇက်ကိုပိတ်ပြီးတော့အဆောင်တွေမန်နျူရယ်အော်ဒါကိုတိသွားမယ်ဆိုရင်သူ့ကိုပါခေါ်သွားလိမ့်မယ်အသက်ရှင်ခွင့်ပေးမှာမဟုတ်ဘူးလို့ပြောပါရီမနေ့ကျတော့ပီနိုနဲ့မန်နျူရယ်အပြင်ဖက်မှာစူညံတန်နေကြလို့အခန်းကနေထွက်ကြည့်လိုက်တော့အော်ကက်စတင်တင်ရထင်းနဲ့ပျောက်ကွယ်သွားတာကိုတွေ့ရပါရီ ်အော့ဂက်စတင်ကိုဘာကြောင့်ဖေရှားလိုက်တာလဲဆိုတာအကျဉ်းသားဝေသိကြပါရင်အခြေခံအဖြစ်ဆိုတော့အော့ဂက်စတင်ကအကျဉ်းသားဝေကိုသူ့ရဲ့အခွင့်အရေးဝင်တဲ့တရားမျှတတဲ့ဆက်ဆံမှုတွေအကြောင်းအသိပညာပေးပညာပေးလေးရှိပါရင်ဒါကိုထောင်မှုကမုံပါရင်ထောင်မှုဟာဒီထောင်ကိုသူ့ရဲ့စည်းမျဉ်းနဲ့အုပ်ချုပ်တာပါ ူကိုဘယ်တူမှမပြောရပါဘူးဒါပေမဲ့ orchestrating ကထောက်မှုရဲ့ရက်ဆက်ချမ်းချုံမှုကိုလူဝိုင်းအားမကြကနပြောပြလိရှိပါသည်မန်ဒွေကဒေါက်တာဘူနီနဲ့တခြားအကျဉ်းသားဝီကိုလက်ကိုဒါနဲ့လီးပြီးတော့ဆန္ဒပြမှုကိုပို့ပြီးပြင်းထန်အောင်လုပ်နေတာကိုမြင်လဲရပါသည်မန်ဒွေကလည်းစောင့်မနေတော့ဘဲနဲ့သူ့ရဲ့လက်ကိုလီးပြီး သူတို့နဲ့ပူးပေါင်းလိုက်ပါပြီဒီစန္ဒပြမှုကတပိပိပုံကံမှုအတွင်ပြောင်းလာခဲ့ပါပြီအချင်းတော်ဝေကကိုယ့်ကိုကိုယ်တက်တည်မယ်လို့ချိန်ချောက်လာတော့ထောင်မှုကအချင်းနေဝေကိုကင်တွယ်ဖို့အတွက်ရောက်လာခဲ့ကသူတို့ရဲ့တောင်းဆိုချက်တွေကိုမြေပါရီဒေါက်တာဘူနီနဲ့မန်ဒူရယ်ကအချင်းတော်ဝေကိုကူစားပြုပါရီသူတို့ကထောင်မှုကိုသတင်းစာရှင်းလင်းပွဲတစ်ခုမှာကောင်းမွန်တဲ့ဆရာဝန်တယောက်ကိုကူတာပေးဖို့အတွက်စီစဉ်ပေးဖို့တောင်းဆိုပါရီအချင်းနေကပူဆိုးလာတာကိုမြင်တော့ထောင်မှုက ဘာမှမပြောရဲမလုပ်ရဲတော့ပဲသူတို့ရဲ့တောင်းဆိုချက်ကိုတတိယအစီပဲဖြည့်ဆည်းပေးလိုက်ပါရီတတင်းစာရှင်းလင်းပွဲမှာဒေါက်တာဘိုနီနဲ့မန်နူဝဲတို့ကထောင်ထဲကမတရားမှုတွေနဲ့ဖိနှိပ်မှုတွေအားလုံးကိုပြောပြပါရီနောက်နေ့မှာသူတို့ရဲ့တတင်းတွေကရေဒီယိုကနေထုတ်လွှင့်တော့အကျဉ်းသားဝေဟာသူတို့ရဲ့စင်ရဲ့ဒုက္ခဝေကိုတနိုင်ငံလုံးတီးကုန်ပြီးအနှဲငယ်တော့တက်တရာရတော့မယ်လို့ထင်ကြပါရီနောက်နေ့မနေ့မှာလူစီကမန်နူဝဲကိုထပ်ပြီးလာတွေ့ပါရီအခုဆိုရင်သူတို့နေရာတော်တော်ကလေးကိုရင်းနှီးနေခဲ့ပါပြီ မန်ဒူရယ်ကလည်းလူစီကိုပြန်ချိုက်နေခဲ့ပါပြီလူစီကတင်းစားဖြတ်ပိုင်းတစ်ခုကိုသူ့ကိုပြပြီးတော့ထောင်အခြေအနေကတနိုင်ငံလုံးမှာဆွေးနွေးပြောဆိုနေကြပြီလို့ပြောပါရီမန်ဒူရယ်ရဲ့ပုံတင်းစားထဲပါလာတဲ့အတွက်လူဝိုင်းကသူ့ကိုရှီကျူးနေကြပါပြီ လူစီရမျက်လုံးအထဲမှာဆိုတော့ပျော်ရွှင်မှုတွေတွေ့နေရပါပြီနောက်တစ်ခါမှဆိုရင်နိုင်ငံအနှံ့အပြားကလူတွေဟာထောင်အရှိမဆန္ဒပြနေကြပြီးတော့အကျဉ်းသားဝေကိုထောက်ခံနေကြပါပြီပီနိုကသူကလည်းအကျဉ်းသားဝေရဲ့တရားမျှတနဲ့အခွင့်အရေးအတွက်တိုက်ပွဲဝင်မယ်လို့ပြောပါပြီဒါပေမဲ့ဒီကိစ္စကိုဥဆောင်ဖို့အတွက်အန်ဒီရရှိတဲ့လူတို့ရှို့လိုအပ်တယ်လို့ပြောပါပြီပီနိုကအမန်ဝဲနဲ့ဒေါက်တာဘိုနီကိုထောင်ရဲ့တစ်ဖက်ချံအန်ဒီရရှိတဲ့အကျဉ်းသားဝေကိုထားတဲ့နေရာစီခေါ်သွားခဲ့ပါပြီဒီအပန်းရဲ့ခေါင်းဆောင်ကမိုက်ကယ်ပါသူကထောင်တစ်ထောင်လုံးမှာအရက်နဲ့စီးကွက်ရောင်းချပါပြီပီနိုဟာ သူ့ရဲ့လှုံ့ရှားမှုအတွက်မိုက်ကယ်ရဲ့ထောက်ခံမှုကိုရဖို့မိုက်ကယ်နဲ့လက်ဆွဲနှုတ်ဆက်ဖို့လာတာပါပီနိုကမိုက်ကယ်ဟာလွယ်လွယ်ကူတဘောတူမဲ့လူမဟုတ်ဘူးဆိုတော့ကိုတီပါရီသူကသူ့ရဲ့အိတ်ကတ်သေးကနေလက်စွပ်တကွင်းကိုထုတ်ပြီးတော့မိုက်ကယ်ကိုပြပါရီပြီးတော့ဒိုမင်ကိုကသူ့ရဲ့သားကိုတတ်လိုက်တာလို့ပြောပြပါရီမိုက်ကယ်ဟာသူ့ရဲ့သားအော်ကက်စတင်ရဲ့လူတက်သမားဝီကိုအချိန်အကြာကြီးရှာဖွေနေခဲ့တာပါဒါပေမဲ့တက်တည်မရှိတဲ့အတွက်ပီနိုကဒီအကြောင်းကိုပြောပြလိုက်တာဖြစ်ပါရီး ်အော်ကက်စတင်ကအလုံယုံမှာအလုံလုံခဲ့ပြီးတော့မိုက်ကဲရဲ့တာပါဘီနိုကဒီလက်ဆိုကိုအော်ကက်စတင်ကိုတတ်ခဲ့တဲ့လူဝေစီကနေဝေခဲ့တာပါဒီအကြောင်းတွေအကုန်ပြောပြပြီးမဲ့ဘီနိုကမိုက်ကဲကိုမစည်းရုံးနိုင်ခဲ့ပဲထွက်သွားပါပြီမိုက်ကဲဟာလက်ဆိုကိုတေချာကြည့်လိုက်တော့သူ့သားရဲ့လက်ဆိုမှန်တဘောပေါက်သွားခဲ့ပါပြီမိုက်ကဲစိတ်ပြောင်းသွားခဲ့ပါပြီနောက်တနည်းမနဲ့အချင်းသားတယောက်ကဝယ်ယူပြန်တယ်လို့မျိုးဟန်ဆောင်ပြီးဆလုတော့ပါပြီအဆောင်တယောက်ကလာကြည့်တော့အဲ့ဒီအချင်းသားဟာဒါရှောင်းကိုအဆောင်ရဲ့လယ်ဘေးမှာထောက်ပြီးတော့ထောင်ကောင်တာစီတတ်တတ်မတ်တော့ပါပြီပီနိုကလည်းအဲ့ဒီအချင်းသားနဲ့သူပါလာခဲ့ပါပြီသူတို့အ ားလုံးကအဆောင်ကိုထောင်ရဲပိတ်ဆို့ထားတာကိုအကုန်လုံးဖယ်ရှားဖို့ပြောပါရီအဆောင်ကထိတ်လန့်ပြီးထိန်းချုပ်ရခန်းကိုဖုံးခေါ်ဖို့လုပ်တော့အကျဉ်းသားတို့ရှိုးကကောင်တာကိုမီးရှို့လိုက်ပါရီအကျဉ်းသားအားလုံးဟာသူတို့ပိုင်တဲ့ပစ္စည်းတွေကိုအခန်းအပြင်ဖက်စီစတင်ပြစ်ချကြပါရီပစ္စည်းတွေထပ်ဆုပ်ပြီးတော့မီးရှို့ကြပါရီအဲ့ဒီအတော်တွေမှာမန်နျူရယ်နဲ့ အကျဉ်းသားတို့ကထောင်ခေါမှုပေါ်ကိုတက်ကြပါရင်အလုံးဟာထောင်အခြေအနေပြောင်းလဲဖို့ဆန္ဒပြကြတာပါရဲဝေကလည်းအခြေအနေကိုလုံးဝထိန်းချုပ်လို့မရတော့ပါဘူးတဖက်မှာလည်းမြို့ခံလူထုကအကျဉ်းသားဝေကိုထောက်ပံ့တဲ့ကြွေးကြော်တန်းတွေဟစ်ကြွေးပြီးတို့ရဲ့ဆန္ဒဝေကိုပုံမှုအပြည့်ပေးကြပါရင်နောက်တစ်ခါမှဆိုရင်ထောင်မှုကရှေ့နေဟာရဲကိုခေါ်ပြီးတော့အကျဉ်းသားဝေကိုဆွေးနွေးခံပါရင်အကျဉ်းသားဝေကထောင်မှုကိုကြောက်တဲ့အတွက်တို့ကိုတို့ပိတ်ဆို့ထားကြပါပြီဟာရဲကတို့အတွက်တရားမျှတမှုကိုတိဆောက်ဖို့အတတ်နိုင်ဆုံးစူးစမ်းနေတယ်လို့စပြောပါရင်ထောင်မှုဟာတို့ကိုဘယ်တော့မှထပ်ပြီးမနောက် ရှိတော့ဘူးသူရဲ့အာနာရှင်စံတဲ့စီကန်းတွေကိုလည်းထပ်ပြီးမချမှတ်တော့ဘူးလို့ပြောပြပါရီဟာဝေကထောက်မှုဟာသူ့ရဲ့အခြေအနေအလုံးကိုတဘောတူလိုက်ပြီးဖြစ်လို့အကျဉ်းသားအလုံးခေါမှုပေါ်ကနေဆင်းလာတင့်ပါတယ်လို့ပြောပါရီဘိုနီနဲ့မန်နျူရယ်ကအကျဉ်းသားအလုံးကိုအေးအေးဆေးနေဖို့ပြောနေတော့မှပဲထောက်မှုကသူ့ရဲ့ပင်ကိုဇရိုက်ကိုပြသတော့ပါရီ သူကအကျဉ်းသားကြီးကိုချက်ချင်းတိုက်ခိုက်တော့တော့ပါနောက်ထပ်အနေနဲ့ထောင်မှုဟာမန်ဒွေကိုခေါ်ပြီးတခြားထောင်တစ်ခုကိုပြောင်းရွှေ့မယ်လို့ပြောပါရီအဲ့ဒီနေရာမှာပူကောင်းတဲ့ပတ်ဝန်းကျင်ရှိမယ်သူရဲ့အပြုတ်မှုကောင်းမယ်ဆိုတော့ပြစ်ဒဏ်ကပါရှော့ရှပေးနိုင်ပါတယ်လို့ပြောပါရီထောင်မှုကဘူနီရဲ့လက်မှတ်ပါတဲ့ဇွဲတရက်ကိုသူအားပြသပါရီဘူနီကအဲ့ဒီထောင်ကိုတွားဖို့တဘောတူပြီးတော့လက်မှတ်ထိုးပြီးပြီးလို့ထောင်မှုကပြောပါရီဘူနီဟာမနဲ့ဖြစ်မနဲ့ဆိုရင်အဲ့ဒီထောင်ကိုထွက်သွားလိမ့်မယ်လို့ပြောပါရီထောင်မှုကမန်ဒွေကိုစဉ်းစားချိန်ပေးပေမဲ့ မန်နွယ်ကဘတုကမထားခဲ့ပြီးမှတွားရှင်ပေါင်းနောက်နေ့မနေ့ဘိုနီဟာသူ့ရဲ့အိတ်တွေနဲ့ရဲဝင်တဲ့အသူထွက်ခွာသွားတော့ကိုတွေ့ရပါရင်အကျဉ်းသားအလုံးကမန်နွယ်တခြားထောင်ကိုတွားဖို့ငင်းဆန်လိုက်တာကိုသိသွားတော့သူရဲ့တန်ဖိုးရှိတဲ့ပစ္စည်းတွေကိုလက်ဆောင်ဖြင့်ပေးကြပါရင်အဲ့ဒီလက်ဆောင်တွေထဲမှာမန်နွယ်စီကယူသွားတဲ့ဝတ်စုံလေးပြန်ပါလာပါရင်နောက်ထပ်လူစီကမန်နွယ်ကိုလာတွေ့ခဲ့ပါပြီး အခုဆိုရင်သူတို့ကရင်းနှီးနေကြပြီးမန်နွယ်ကလည်းလူစီဖို့ပြန်ကြိုက်ပါရီညဘက်မှာအဆောင်တရှိုးရုတ်တရက်မန်နွယ်နဲ့ပီနိုကိုမျက်နှာပတ်တီးစီးပြီးတော့ခေါ်တော့ပါရီဒါကသူတို့ကိုတခြားအကျဉ်းသားဝေကိုမအူးဆောင်နိုင်အောင်တခြားထောင်တစ်ခုစီပြောင်းရှိဖို့လှုံ့ဆော်ခဲ့တာပါသူတို့ကိုခေါ်သွားတဲ့ထောင်ကအရန်ကိုအေးနေပြီးတော့ပီနိုနဲ့မန်နွယ်အဖို့အစားပါဝေပဲဝတ်ထားရပါရီ ခဏကြာမှအဆောင်အရှုံရောက်လာပြီးမန်နူရယ်တကူလုံးကိုအမုံတွေပက်ပြီးတော့ရေးရဆက်ရက်နဲ့ကြပါရီသူ့ကိုတီးတန့်ခွဲထားတဲ့အခန်းစီခေါ်သွားခဲ့ပြီးတော့ရန်နဲ့ခံထားရတဲ့ပီနိုကိုတွေ့ရပါရီဒီအချိန်မှာမန်နူရယ်ကထူးဆန်းတဲ့အပြုတ်မှုတစ်ခုလုပ်ပါရီသူဟာတန်အပိုင်းစားတစ်ခုကိုတမင်တကာမြှို့ချလိုက်တာပါ ီလိုလှုပ်လိုက်တဲ့အတွက်သူ့ကိုခွဲစိတ်ဖို့ဆရာဝန်စီခေါ်တွားတဲ့အခါမှာပီနိုကိုကုသမှုမပေးမရှင်ခွဲစိတ်မှုမလုပ်ဘူးလို့တောင်းဆိုပါရင်ဆရာဝန်ကတဘောတူဖို့အတင်းကျပ်ခံလိုက်ရပါပြီပီနိုကိုကုသဖို့ခေါ်လာတော့သူ့ရဲ့ခန္ဓာကိုယ်အခြေအနေကဇယန်ကိုဆူရနေခဲ့ပါရင်သူတို့နှစ်ယောက်လုံးကုသမှုခံယူရပါရင်ရဲ့အနေငယ်ကြမှာပီနိုနဲ့မန်နူရယ်နှစ်ယောက်စလုံးပြန်ကောင်းလာကြပါပြီအကျဉ်းသားဝင်နဲ့ဆွေးနွေးကြပြီးမန်နူရယ်ကတနင်္ဂနွေလုံးကအထောင်တွေကိုစောင့်ကြည့်ဖို့ညွန်ကြားရေးမှုအစ်စ်တယောက်ခန့်အပ်လိုက်ပြီးဆိုတာသိလဲရပါရင် ညွန်ကြားရေးမှူးထောင်ကိုရောက်လာတဲ့အခါမှာအကျဉ်းသားအလုံးကိုစာ မန်နူအယ်ကိုစကားပြောဖို့ဆေလွတ်ရန်ဆုံးဖြတ်ကြပါရီညွန်ကြားရေးမှူးထောင်ကိုဒါရောက်တဲ့နေ့မှာမန်နူအယ်ကသူနဲ့အတူထိုင်ပါရီအကျဉ်းသားရဲ့အခက်အခဲနဲ့မတရားမှုအလုံးကိုသူအလေးပေးပြောပြပါရီညွန်ကြားရေးမှူးကလွတ်တော်မှာဥပဒေအသစ်ပြဋ္ဌာန်းပြီးတာနဲ့ဒီအရာတွေကပြောင်းလဲသွားလိမ့်မယ်အကျဉ်းသားတွေအရင်ကလိုမျိုးဖိနှိပ်ခံရတော့မှာမဟုတ်ဘူးလို့အာမခံပါရီဒါပေမဲ့သူကမန်နူအယ်နဲ့ပီနိုကိုဘာစီလိုနာထောင်စီပြန်ပို့ပါရီသူတို့အတင်းအကျပ်ဖေရှားခံရတာမလို့ပါမန်နူအယ်နဲ့ပီနိုပြန်ရောက်လာတာကိုအကျဉ်းသားအလုံးကအယံပျော်သွားကြပါရီ ပြီးတော့လူဝိုင်းစောင့်မြော်နေတဲ့နေ့ရောက်လာခဲ့ပါပြီ။ထောင်ထဲကအကျဉ်းသားဝေအတွက်ဥပဒေအသစ်တွေလွတ်တော်မှာအဲ့ဒီနေ့ကပြထန်ရမှာဖြစ်ပေမဲ့ကံမကောင်းစွာနဲ့ပဲဥပဒေဝင်မပြထန်နိုင်ခဲ့ပါဘူး။ရလာနေတဲ့အကျဉ်းသားအလုံးစိတ်ပြတ်ပြီးသူတို့ရဲ့ကံကြမ္မာကိုလက်ခံလိုက်ကြပါရင်မန်နူဝယ်ထိုင်နေတော့အဆောင်တယောက်ရောက်လာကအကျဉ်းသားဝေရဲ့အတနာခံမှုကိုစတင်လောင်ပြော်ပါရင်မန်နူဝယ်ကဒရွားထွက်ပြီးတော့အဆောင်ကိုတိုက်ခိုက်ပြပါရင်ဒီပြစ်မှုကြောင့်မန်နူဝယ်ကိုတီးတန့်ခွဲထားတဲ့အခန်းစီထတ်ထဲပါရင်ရန်အနေငယ်အကြမှာပီနိုရောက်လာကမန်နူဝယ်ကိုအဲ့ဒီကနေခေါ်ထုတ်လာပါရင်ပီနိုကမျော်လင့်ချက်အလုံး လုံးကုန်ဆုံးသွားပြီဖြစ်လို့နောက်ဆုံးကြိုးပမ်းမှုတစ်ခုလုပ်ကြမယ်လို့မန်နူအယ်ကိုပြောပါရီးနောက်တနေ့ပီနိုမန်နူအယ်ကိုထောင်ရဲ့တစ်ဖက်ချမ်းကပိတ်ထားတာကြားပြီးဖြစ်တဲ့အခန်းတစ်ခုစီခေါ်တော်ပါရီးအဲ့ဒီမှာပြက်နေတဲ့ဒက်လီကရှိပါရီးအချိန်နေကုန်လွန်ပြီးအခုစတော့1988ခုနှစ်ရောက်ပါပြီပီနိုနဲ့မန်နူအယ်ကထောင်ရဲ့အဲ့ဒီတစ်ဖက်ချမ်းကဒက်လီကအောက်ကမြေကြီးကိုတူးဖို့အစီအစဉ်ကြပါရီးဒီနေရာကနေဥမျက်လိုက်ခေါင်းတူးမှပဲသူတို့အနေနဲ့ဒီထောင်ကနေလွတ်မြောက်ပြီးအသက်ရှင်နေမှာပါ မန်နွယ်နဲ့ပီနိုဘာလို့ရမှာလဲဆိုတော့စတင်စဉ်းစားပါလိမ့်သူတို့နေအောင်ပေါင်းပြီးတော့ထောင်ထဲကယုံကြည်ရတဲ့လူတချို့ကိုရွေးကအဖွဲတစ်ဖွဲဖွဲ့ပါလိမ့်သူတို့ကဥမင်လိုင်ခေါင်းကိုမြ мян တူးဖို့လိုအပ်ပြီးဘာကြောင့်လဲဆိုရင်ထောင်အာနာပိုင်တွေကဒီအပိုင်းကိုဖြိုဖျက်ပြီးတော့အဆောက်အုံအသစ်ဆောက်ဖို့အတွက်စီစဉ်နေကဆောက်လို့ရေးကလည်း23ရက်အတွင်းစတင်တော့မှကြောင်းဖြစ်ပါလိမ့်ဒါကြောင့်သူတို့အနေနဲ့အလုပ်ပြီးဖို့ထွက်ပြေးဖို့23ရက်ပဲအချိန်ရှိပါလိမ့်အရှိန်မီမပြီးဘူးဆိုရင်တို့အနေနဲ့လွတ်မြောက်နိုင်မှာမဟုတ်ပါဘူးပြီးတော့တနေ့မှာရှင်းနေဟာရီကမန်နွယ်ကိုလာတွေ့ပါရင် ဟာရီဟာသူ့ရဲ့အမှုကမကြခင်တရားရုံရောက်တော့မယ်လို့အာမခံပါရီဒါပေမဲ့အမန်နီယယ်ကဒါဝေဟာလိန်ညာတဲ့ဂတိဝေပဲဆိုတာကိုသိနေတဲ့အတွက်ဟာရီရဲ့ဇကားဝေကိုတိတ်ပြီးခုမဆိုင်ပါဘူးအဲ့ဒီအတော်အတွင်းသူးတာကလည်းပြီးခနီးနေခဲ့ပါပြီမန်နီယယ်အောက်ရှေ့မှာနေရန်တစ်ခုကိုတွေ့သွားခဲ့ပါရီဒီနေရန်ရဲ့တစ်ဖက်ချမ်းမှာမြို့ရဲ့ရေမြောင်းစနစ်ရှိပါရီအဲ့ဒါကမြို့ရဲ့လမ်းကြောင်းဝေတစ်လျှောက်ပြန့်နှံ့နေပါရီဒီနေရန်ကိုဖောက်ပြီးတော့ရေမြောင်းအထည်ဝင်နိုင်မယ်ဆိုရင်မြောင်းအတိုင်းလိုက်သွားပြီးမြို့ထဲကမြောင်းပိတ်အဖို့တစ်ခုခုကနေထွက်လို့ရမှာပါ နောက်တနေ့မနေ့မန်နူရယ်နဲ့ပီနိုကလိုအပ်တဲ့ပစ္စည်းအနည်းငယ်ကိုအထုပ်တတိလေးပဲလုပ်ပြီးသူတို့ရဲ့အဖွဲတာဝန်နဲ့အတူဥမျက်လိုင်းခေါင်းကနေထွက်ပြေးဖို့ထွက်ခွာကြပါရင်ထောင်ရဲ့တစ်ဖက်ချမ်းကိုအကျဉ်းသားအများကြီးပြန်နဲ့တွားနေတာကိုမြင်တော့တခြားအကျဉ်းသားဝင်ကလေးသူတို့ရဲ့နောက်လိုက်လာကြပါရင်ဒါကိုမြင်တော့တာဝန်ကြအဆောင်ကတကားကိုပိတ်လိုက်ပါရင်အဲ့ဒီအချိန်မှာမန်နူရယ်ပီနိုနဲ့တခြားအကျဉ်းသားအများပြားတကားကိုကြော်ဖြတ်ပြီးသားဖြစ်နေခဲ့ပါပြီသူတို့ကအဆောင်ကိုတုံ့နှောင်ပြီးတော့ဥမျက်လိုင်းခေါင်းစီခေါ်တော်ပါရင် ပြီးတော့လွတ်ပေးကဥမြင်လိုင်ခေါင်းကနေအမြန်ဆုံးထွက်ပြေးကြပါလိမ့်ပြီးတော့သူတို့ရှောက်တိုင်းနဲ့ပဲမန်နွယ်နဲ့ပီနိုနောက်ဆုံးမှမြောင်းပိတ်အဖုံတစ်ခုကနေလမ်းပေါ်ကိုရောက်လာကြပါပြီတစ်ဖက်မှာတော့အဆောင်တွေကထွက်ပြေးဖို့ကြိုးစားနေတဲ့တခြားအကျဉ်းသားတွေကိုဖမ်းမိသွားကြပါလိမ့်မန်နွယ်နဲ့ပီနိုတို့ကဘတ်စကာမှတ်တိုင်ကိုအမြန်ဆုံးရောက်ရှိသွားကြပြီးကားပေါ်ကိုတက်ပါလိမ့်အဲ့ဒီအတွင်သူတို့ကအဝတ်အစားတွေပြောင်းထားတဲ့အတွက်တခြားခီးတွေနဲ့ယောနောကပါအခက်ခဲမှမရှိပါဘူး ပြီးတော့မန်နွေနဲ့ပီနိုဟာနောက်မှတိုင်မှာဆင်းပြီးတော့ကိုလန်းကိုတွားလိုက်ကြပါရင်မန်နွေကပီနိုဟာသူ့အင်ကြီးအစွန်းမှာမြို့နယ်ဝေးရကိုထွက်ပြေးနိုင်ဖို့ပိုက်ဆံတရှို့လိုအပ်ထည့်ပေးထားတာကိုသတိထားမိလိုက်ပါရင်နောက်ဆုံးတော့မန်နွေနဲ့ပီနိုတို့ဒီငရဲလိုမျိုးထောင်ကနေအောင်မြင်စွာထွက်ပြေးလုံမြောက်ခဲ့ပါပြီမန်နွေကလူစီရဲ့အင်ကိုတန်းတော်ပါရင်လူစီကမန်နွေကိုတွေ့တော့အယံပျော်ပြီးသူတို့နှစ်ယောက်ကြံရှိတဲ့ဘဝကိုအတူတူဖျက်တမ်းဖို့ဆုံးဖြတ်ပါရင်ဆက်ကကဒီမှာပဲအဆုံးသတ်သွားခဲ့ပါရင်ယေရှုရပရိသတ်များအလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ